မေးချကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားမှာကတော့ Telegram account တစ်ခုကိုဖုန်းနံပါတ်နဲ့ဖွင့်တဲ့အခါမှာခုလိုမျိုးပေါ်လာပြီးကုန်မကျရင်ဘယ်လိုပြင်ရှင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်။အမှားဆုံးအနေနဲ့ကျွန်တော် Telegram account တစ်ခုကိုဖွင့်ဖို့အတွက်ဒီ Telegram နဲ့ကိုဝင်လိုက်ပါ။အဲဒီမှာကျွန်တော်တို့ဖုန်းနံပါတ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ next ကိုနှိပ်ပေးလိုက်ပါ။ okay ခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော် yes ကိုရွေးပေးလိုက်ပါ။ okay ဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီပေါ့เนาะအခုလိုမျိုးပေါ်လာပြီးတော့အဲဒီ Telegram အကောင့်ကပေါ့เนาะဒီဖုန်းနံပါတ်ကဒီတခြားဒီ device တစ်ခုမှာအကောင့်ဖွင့်ထားဖို့ရယ်ပေါ့เนาะအဲ့ဒီအကောင့်တွေကနေပြီးတော့မှအဲကျွန်တော်တို့ဒီ code ကိုသွားယူပေးပါဆိုပြီးတော့မှသူကပြောထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့မှာကအဲဘောနော်အဲ့ဒီဖုန်းကလည်းကျွန်တော်မရှိတော့ဘူးအဲ့ဒီ application ကလည်းမရှိတော့ဖြစ်တဲ့အတွက်ကျွန်တော်ကကုတ်သွားယူလို့မရပါဘူးအဲ့ဒီတော့ကျွန်တော်တို့ကဒါကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခုလိုမျိုးပေါ်လာပြီဆိုလို့ကျွန်တော်တို့အရင်ဆုံးဒီဘောနော်ဘန်နဲ့ပြန်ထွက်လိုက်ပါ ပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ Telegram ကိုဖိထားပြီးတော့မှဒီ i ပုံစံလေးပေါ့နော်အဲဒီ @info ဆိုတဲ့ထဲကိုကျွန်တော်ဝင်ပေးရမှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ permission ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဝင်ပြီးသွားပြီဆိုလို့ရှင်เนาะဒီမှာရှိတဲ့ဟာတွေကိုကျွန်တော်တို့ကအကုန်လုံးအလောင်းပေးပြရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကတကယ်လို့ဒီမှာအကုန်လုံးဒီအလောင်းမပေးရသေးဘူးဆိုလို့ရှင်အဲ့ဒီလိုမျိုးအလောင်းပေးပေးလိုက်ပေါ့เนาะအလောင်းဒီဟာတွေကကျွန်တော်တို့ဒီပေါ့เนาะအလောင်းမပေးရသေးပဲねဒီအောက်ကဒုံတော့ဒုံတော့အလောင်းဆိုတဲ့ဟာတွေဖြစ်နေရဲ့ဆိုလို့ရှင်เนาะကျွန်တော်တို့အလောင်းပေးလိုက်ပါပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်တို့ဒီ Telegram ကိုကျွန်တော်တို့ဒီအစားကနေပြီးတော့ကျွန်တော်တို့ဒီပြန်ဖွင့်ကြည့်ပေါ့เนาะဒီ edit ကနေဒီအစားကနေပြီးတော့မှကျွန်တော်တို့ပြန်ဖွင့်ကြည့်အဲ့ဒီလိုမျိုးကျွန်တော်တို့အဆင်ပြေသွားတာတွေလည်းရှိတယ်ပေါ့เนาะတကယ်လို့အဲ့ဒီလိုမျိုးမှကျွန်တော် တို့ကဘလို့မှအဆင်မပြေဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနောက်ထပ်ထပ်ပြီးတော့မှလုလုရမယ့်နီလန်တစ်ခုရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ Chrome browser တဲ့ကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ okay ဝင်ပြီးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအပေါ်မှာဘလို့ရိုက်ပေးရမှာလဲဆိုတော့ကျွန်တော်တို့ကအဲ Telegram support ဆိုပြီးတော့မှရိုက်ပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ဒီခုလိုမျိုးရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ share ပေးလိုက်ပါတော့โอเคရှာပေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะအဲ Telegram support ဆိုတဲ့ဟာကိုတွေ့ရပေါ့เนาะအဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါ โอเคဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာဗောနောအပေါ်မှာ the please describe your problem ဆိုတဲ့ဟာရှိရယ်ဗောနောအဲ့ဒီအကွက်ရှိရယ်အဲ့ဒီထဲမှာကျွန်တော်တို့ကဒီကျွန်တော်တို့ဖြစ်နေတဲ့ issue ကိုကျွန်တော်တို့ကဒီရေးပေးရမှာဖြစ်ပါတယ်ဒီမြန်မာလိုတော့ရေးလို့မရဘူးဗောနောအဲကျွန်တော်တို့ကဒီမှာကုန်မပုတ်တဲ့ error ဖြစ်နေရဆိုတဲ့ခါကျတော့ဒီထဲမှာကျွန်တော်တို့ကအဲဒီကုန်မပုတ်ဘူးဘယ်လိုဖြေရှင်းပေးပါဆိုတဲ့ဟာကိုကျွန်တော်တို့ကရေးပေးရမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်က note ထဲမှာကျွန်တော်ရေးထားတာလည်းရှိတယ်ဗောနောအဲ့ဒီဟာကိုလည်းကျွန်တော်အဲဒီကျွန်တော်ရဲ့ဒီ video ရဲ့ discussion မှာကျွန်တော်ထည့်ထားပေးပါမယ်အဲ့ဒီတော့ကျွန်တော်ဒီကောင်ကိုကျွန်တော် 可以用来吧？哎。 โอเค copy ယူပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီအစောနာက ကျွန်တော်တို့ဒီ browser တွေอ่ะပေါ့เนาะအဲဒီ browser တွေကိုဒီအပေါ်ကဒီအကွက်ထဲမှာကျွန်တော်တို့အ copy paste လုပ်ပေးရမှာဖြစ်ပါတယ်အ paste လုပ်လိုက်ပေါ့เนาะအဲ့ဒီမှာကျွန်တော်ကဒီကျွန်တော်တို့ရဲ့ဒီဒီဖုန်းနံပါတ်နဲ့ကျွန်တော်အရင်ရင်ခါကဒီ Telegram ကိုဖွင့်ဖွင့်တော့လဲအဒီပေါ့เนาะကုတ်ကကြာမလာလဲအဲ့တော့ကျွန်တော်တို့ကကွန်ကြီးဖြည့်ရှင်းပေးပါဆိုတာမျိုးကိုကျွန်တော်တို့ထည့်ပြီးတော့มาရေးထားတာပဲဖြစ်ပါတယ်အဒီပေါ့เนาะဒီမြန်မာဆိုတဲ့နောက်မှာပေါ့เนาะအဲ့ဒီကိုယ့်ရဲ့ဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့အဒီအမှန်ကန်စွာထည့်ပေးဖို့တော့လိုအပ်ပါတယ်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်ကစစ်ဆေးပေးဖို့အတွက်ကျွန်တော်တို့က ပြောမှာဖြစ်ပါတယ်အဲအဲအဲ့ဒါကြောင့်မို့လို့အဲ့ဒီဖုန်းနံပါတ်ကိုတော့ကျွန်တော်တို့မှန်အောင်ထည့်ပေးဖို့လိုအပ်ပါတယ်အဲ့ okay ပြီးသွားပြီဆိုလို့ရှိရင်တော့အဲဒါဒါကတော့ကျွန်တော်တို့ကကိုဖြစ်နေတဲ့ဒီပေါ်ပေါ်เนาะပြဿနာကိုကျွန်တော်တို့ကဒီထဲမှာရေးပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဒီကုတ်မကြတဲ့ပြဿနာဖြစ်နေရဖြစ်တဲ့အဲ့တော့ကျွန်တော်တို့ဒီမှာပေါ်เนาะအကုတ်မကြဘူးဆိုတော့ဒီဟာကိုကျွန်တော်ရေးပေးထားတာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့က UR email ဆိုတဲ့နေရာမှာကျွန်တော်တို့အဲဒီပေါ်เนาะကျွန်တော်တို့ရဲ့ဒီ Gmail ဖြစ်တဲ့အဲ့ဒီကိုကိုဒီဆက်သွယ်ဆက်သွယ်လို့ရမယ်ဂျီမေးလ်ကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ် โอเคပြီးသားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့เนาะဒီအောက်မှာတော့ကျွန်တော်တို့သုံးတဲ့ဒီဖုန်းနံပါတ်အဲတခုကိုကျွန်တော်တို့ဒီမှန်မှန်ကန်ကန်ထည့်ပေးဖို့တော့လိုအပ်ပါတယ်အထည့်တဲ့အချိန်မှာကျွန်တော်တို့ကဒီမှာအဲပလက်ပေါ့เนาะပလက်959ဆိုပြီးတော့มาထည့်ပေးရအောင်ဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုရိုက်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီအပေါ်ကဖုန်းနံပါတ်ကိုပဲကျွန်တော်တို့ကပြန်ပြီးတော့အဲဒီ copy ယူပြီးတော့มาထည့်ပေးလိုက်ပါအရှိကကိုတလုံးကတော့ထည့်เสียမလို့ပါဘူးအဲအဲ့တော့ကျွန်တော်ပြန်ရိုက်ပေးလိုက်လည်းရတယ်ပေါ့เนาะအဲ့ဒီမှာကျွန်တော်တို့ကအဲပေါ့เนาะဟိုပေါ့เนาะ6ရှောက်ကိုကို ခွန်88ကိုပေါ့နော်အဲ့ဒီဖုန်းနံပါတ်ပေါ့နော်အဲ့ဒီဖုန်းနံပါတ်ကိုကျွန်တော်တို့ပြန်ပြီးတော့ထည့်ပေးလိုက်လေရပါတယ်ဒါဆိုလို့ရှိရင်အဲပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာ submit ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါ ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီပေါ့နော်အဲအဲ့ဒီဖုန်းနံပါတ်ကကျွန်တော် Telegram ဖွင့်တဲ့အချိန်မှာကျွန်တော်ကုတ်မကြနေဘူးအဲဒါကိုဖြည့်ရှင်းဆောင်ရွက်ပေးပါဆိုပြီးတော့ကျွန်တော် Telegram ကိုကျွန်တော်တို့အဲဒီပေါ့နော်အဲ issue တင်လိုက်တဲ့သဘောမျိုးပဲကျွန်တော်လုံးလိုက်ပြီးပြီးပေါ့နော်အဲဒါဆိုလို့ရှိရင် Telegram ကနေပြီးတော့မှစစ်ဆေးပေးမှာပဲဖြစ်ပါတယ်အဲစစ်ဆေးပေးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီဖုန်းနံပါတ်နဲ့အဲဒီ Telegram အကောင့်ကိုပြန်ပြီးတော့ဖွင့်လို့ရသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့သူကရှက်ရှင်းတော့သူဖြည့်ရှင်းပေးမှာမဟုတ်ပါဘူးအဲဂျားထဲမှာကျွန်တော်တို့24 hour ကျွန်တော်စောင့်ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့အခုလိုမျိုးဒီဖြည့်ပြီးတဲ့အချိန်နဲ့ဒီနောက် 24နာရီမှအဲဒီမှာကျွန်တော်ပြန်ပြီးတော့မှအဲ့ Telegram အကောင့်ကိုဖွင့်လို့ရပြီပဲဖြစ်ပါတယ်